မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုယုံကြည်မြတ်လို့အာကူကြတဲ့ဆရာကောင်းတမန်ကောင်းအနယ်အဆက်ကောင်းအချင်းနေကောင်းတွေကရောက်ရှိလာကြတဲ့အရှင်မြတ်တေမြတ်ဗုဒ္ဓမအမြဲတမ်းဩဝတိယနုတတိယအတ္တသာသနိဝရေယိတို့ဆက်တိုင်း ချင်းချင်းပြန်လှန်တတိပိစကပြောခြင်းဆုံးမဩဝါဒပေးခြင်းဆိုရက်အပြန်လှန်ထင်းကြောင်းနဲ့ဤနဲ့ရသော်ပြာကတန်ခါကိုညင်ညွတ်အောင်ကြည်ပွားအောင်လှုပ်ဆောင်ခဲ့တယ်ဆိုတာအလုံးအတိအကျဖြစ်ကြပါတယ်ဧဝံတံဝဒါဟိတတပကဝတ္တောပရိသာ ရှတိတံအညာမညာဝစနေနအညာမညာဥထပတိနာလို့ဆိုရစကားအလုံးမသားစရာကောင်းနေအညာမညာဝစနချင်းချင်းသတိပေးစကားပြောရှာကြမယ်အညာမညာဥထပနာအပြစ်ရှိတဲ့ကအပြစ်တိုင်းခွင့်လွတ်ခြင်းအပြစ်ကလွတ်မြောက်အောင်ကြိုးစားခြင်းဆိုရက်ဒီနည်းစနစ်နဲ့သာလဲ စုပေါင်းနေထိုင်ကြတဲ့ရဗုဒ္ဓရဲ့အင်္ဂါလို့ခေါ်တဲ့တပိသဝကရိဟာជីပေါ်တုတ်တနိုင်တယ်ဆိုတာထင်ရှားဖော်ပြထားတာဖြစ်လို့ပြုံးနေမျိုးနယ်မှာအတီးတီးသောကျောင်းပေါင်း30 50ကျောင်းမှာတရင်သုံးတော်မူကြတဲ့အင်္ဂါတော်ရှင်မြတ်ဒီအတီးတီးမိ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 တို့ရဲ့ဆရာသမားတွေစပေလိလခြင်းကြောင့်သိရှိလာတဲ့ မြတ်စွာဘုရားရဲ့ဆုံးမစကားတွေယန္တာမထေရမြတ်ကြီးတွေရဲ့ဆုံးမစကားတွေအဲ့ဒီဆုံးမစကားတွေဟာကိုယ့်အတွက်တန်ဖိုးမပြတ်ရှိနေတယ်ဆိုတာရင်းနဲ့နှလုံးနဲ့မှတ်သားပြီးတော့ဒီနေ့ခေတ်မှာဒီအမတ်တမဲမနေပဲနဲ့စဉ်းကျင်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် မကြခင်ကမှဗမာပြည်ရောက်လာတဲ့စာဟုတ်တို့အကြောင်းကိုပြောရမယ်ဆိုရင်ကရုမဆိုင်ခြင်းအနုပညာဆိုတဲ့စာဟုတ်တို့ရောက်လာတာတတိထားမိကြပါလေအဲ့ဒီကရုမဆိုင်ခြင်းဆိုတာကောင်းတဲ့အခြေအနေတော့မဟုတ်ဘူးနော်အခုလည်းဒီနေ့တတိထားမိလိုက်တာနိုင်ငံသားမှာ ဖြစ်နေတာတွေကမြတ်ပြေမှာရောက်လာတတ်တယ်ပေါ့တတိထားဖို့ကိုယ့်ရဲ့ရှင်ကျေးမှုနဲ့ မြတ်စွာဘုရားရဲ့ဆုံးမနဲ့စัจ짐တိလောကကြီးမှာတော်တော်ပေါ်ထွန်းလာတာပေါ့အမေရိကန်သမ္မတကရောကသူ့ဝတ်တဲ့အင်းကြီးနောက်ကျော်မှာဂရုမစိုက်ဖူးဆိုရဲဂရုမစိုက်ချင်းဆိုရဲစာရန်ကိုရေးထိုးထားတယ်အဲ့ဒါကိုအတူယူပြီးတော့ဂရုမစိုက်ဖူးဆိုရဲအနေထားတစ်ခုဟာရှိတဲ့လား မြတ်စွာဘုရားကဟိရိဝတ္တပလို့တရားနှစ်ပါးဟောတဲ့အခါမှာဟိရိဆိုတာကိုသိခါကိုကိုကိုဂရုစိုက်တာဝတ္တပဆိုတာပဝန်းကျင်ကိုလေးစားတာဂရုစိုက်တာအတ္တခရဝပရခရဝလို့လောကမှာကြီးပွားတုတ်တဲ့ရှင်ကြီးတဲ့ပုဂ္ဂိုလ်ရဲ့ခံယူချက်ကတော့ကိုကို ကိုယ်တိတ်ခါကိုလေးစားရမယ်ဆိုတဲ့ဟိရီတရားကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုအလေးထားရမယ်ဆိုတဲ့ဩတပတရားစိတ်ထဲမှာအဲ့ဒီအကြောင်းအရာလေးကိုသိလိုက်တဲ့အခါကျတော့မသူတော်တို့ရဲ့တရားဟာလောကမှာထွန်းကားလာပြီလို့ဒီလိုစိတ်ထဲမှာခံစားရတယ်ကရုမဆိုင်ဘူးဆိုတာဘုသူ့ကိုမှကရုမဆိုင်ဘူးဆိုတဲ့ စကားတစ်ခုပါကိုလိုချင်လုံးပဲဆိုတဲ့အတိပ္ပယ်ကိုဖော်ညွှန်းတာဖြစ်လို့တုံနဲ့တူမြတ်စွာဘုရားရဲ့ဆုံးမမှာအညာပညာဝစနေနာအညာပညာဥထပဏိနာဆိုဂိယုဆိုင်တဲ့သဘောကိုဖော်ပြတာဖြစ်တယ်ဒါဟာမြတ်စွာဘုရားရဲ့ဆုံးမတတ္တမကိုဆက်ကျင်လာတဲ့အတ္တတမလို့ပဲစိတ်ထဲမှာခံယူပါတယ်ဒါကြောင့်မို့ရှင်မြတ်တို့လည်း တိထားကြဖို့ပေါ့နော်ဂရုမစိုက်ဘူးဆိုတဲ့ဟာအနုပညာဆိုပြီးတော့ခံယူဖို့မဟုတ်ပါဘူးဂရုဆိုင်ရမှာပါကိုယ်ကိုယ်လည်းဂရုဆိုင်ရမှာပါပဲအနေထိုင်ပြောဆိုအသွာလာအစာဂရုဆိုင်ရမှာပါပတ်ဝန်းကျင်ကိုလည်းပဲအလေးထားရမှာဂရုဆိုင်ရမှာဖြစ်တယ်ဂရုမစိုက်တာကိုပဲခင်မိတယ်လို့လူငယ်လူရွယ်တွေဟာ ကောင်းတဲ့မှာရောက်ရှိသွားမယ်ဆိုလို့ရှိရင်လောကကြီးဟာပျက်စီးဖို့အနေထားမျိုးတစ်ခုဖြစ်နိုင်တယ်လို့ထင်ပါတယ်။ဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမအစ်စ်နိုင်ယူမှတ်သားကြရမှာဖြစ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာအခြေခံကနေစပြီးတော့အမြင့်ဆုံးအဆင့်ထိအောင်ရှင်မြတ်တို့ကျောင်းနိုင်ကျောင်းနိုင်တွေဥဆောင်နေတဲ့ ဆရာတော်ဒီအလုံးဟာလေးလာနေကြတာမို့သိရှိပြီးသားဖြစ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမစကားတစ်ခုကိုအမတ်ရစီဖို့ရပြောရမယ်ဆိုရင်တော့နေစဉ်နေထိုင်တဲ့ဘဝမှာတပည့်တော်တို့တတွေဟာသာသနာ့ဘောင်ဝင်ရောက်ပြီးသာသနာ့ဝန်ထမ်း ပရိယပฏิပတ်အလုပ်တွေကိုလုပ်မယ်ဆိုတဲ့သာသနာတောင်းဝန်ကိုထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်သည်အတွက်ကြောင့်လိုက်နိုင်ရမယ့်အချက်တွေပါလိရှိတော့လို့ဆိုလို့ရှိရင်ယသဗျာဟောကြားတဲ့ဒေသနာတွေကတိလထသနာတမ္ပန္နဓမ္မထံသစ္စဝါဒိနအတ္တနော ကမ္မကုပ္ပန္နံတန်စနောကုရုတိပိယံဆိုတဲ့အဆုံးမစကားလေးဟာအလုံးအတွက်တပည့်တော်ကစာပြီးလိုက်နာတဲ့နဲ့ဆုံးမတစ်ခုလို့မှတ်ယူထားပါလေတပည့်တော်တို့အခြေခံနေနဲ့ပြည့်စုံရမှာကသီလနဲ့တသနာ ကိုကျင့်တရားကောင်းမွန်မှုဟာအဓိကထာအမှဖြစ်ပါတယ်။ရသဗျာဟောကြားတဲ့229ခုနှစ်သက်သောသိခါဘုအင်္ဂုတ္တရဲမှာပါတဲ့150ချောအခွဲနေတဲ့ကော200သောသိခါဘုလို့ဒီလိုဆိုတဲ့နေရာမှာတဏှာဖြင့်မှတ်ယူမယ်ဆိုလို့ရှိရင်အဲ့ဒီသင်္ကဝါတော့လို့အောင်မိပါတယ် အဲ့ဒီတော့မှပါတဲ့ဓိယတတတ္တသိခဘုံမှာလာတဲ့အကျင့်တရားတွေလို့ဆိုတာဆိုရရှိတာ229တွဲတိုးတော့အဲ့ဒီတုတ်တန်အရာဆိုရင်150လို့ထိပ်ပေးရပေါ့နော်150တော့သိခဘုံဘာကြောင့်229တွဲမဖြစ်ဘဲနဲ့150ဖြစ်ရတယ်လဲလို့ကြည့်မယ်ဆိုလို့ရှိရင် ဘေကုပါတိမောင်မှာကြည်လိုက်ရင်ခဏအရေးအတွက်ပေါ်ပြထားတာကိုကြည်ပေါင်းကြည့်မယ်ဆိုရင်150ကျော်ကျော်လေးရှိတာသိကြတယ်ပေါ့တိခိယတိခဗုဒ္ဓကို85ဆိုတာခဏပေါ်ပြထားတာမရှိဘူးတခြားကျင့်ဝတ်တွေလည်းတိခိယဖြစ်လို့တိခိယရဲ့အရေးအတွက်တည်းမထည့်ပဲနဲ့ပါရဒိက၄ပါး သံဃာရိသေ33ပါအာရိယတနှစ်ပါဒေတကိယပါစိတ္တိယ30တုဒ္ဒပါစိတ္တိယ62ပါဠိရသနီ4အဓိကရဏသမထခွန်နဲ့ပေါင်းကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီကိင္ကနဟာဒါကိုပဲရည်ညွှန်းတယ်လို့မှတ်ယူနိုင်ပါတယ်ဒါဤတဏီပေါ့နော် အဲ့တော့အဲ့ဒီသိခဗုဒ္ဓီလာတဲ့ကုချင်းတရားလေးကိုဥထိတ်ထားပြီးတော့တပည့်တော်တို့တန်နိုင်သမျှထိမ့်သိမ်းဆောကြအောင်မှာဖြစ်ပါလေအမတ်တမဲ့ကျွလွန်မိတာသာသာတမင်ကျွလွန်မှုမရှိရအောင်ခရုဆိုင်ကြအောင်မှာဖြစ်တယ်ဒါကိုပဲသီလသမ္ပန္နကုချင်းတရားနဲ့ပြည့်စုံတယ်လို့ဆိုရမှာဒသနသမ္ပန္နဆိုတာ အချိန်ကအပြည့်ပြောမယ်ဆိုရင်ကျန်တော်ရည်အနေနဲ့ကိုလုထာ ကိုတန်ဝန်ရှိတယ်ဆိုတဲ့ကမ္မတက္ကတာတမဋိဋ္ဌိဆိုတဲ့အချိန်ခံအမြင် ရှိဥစွာ အခိုင်အမာရှိပြီတဲ့အခါမှာဝေယမမမြဲဘူးဆိုတဲ့ဝိပဿနာတမဋိဋ္ဌိအမြင်ထုံမိုက်တဆင့်တက်ပြီးတော့ ရံကိစိတ်သမှုရိယဓမ္မသဗ္ဗတံဏိရောဓဓမ္မံဆိုတဲ့အမြင်ကိုခြေခံပြီးတော့နိဗ္ဗာန်တည်တာနဲ့သဗ္ဗရအငိမ့်တ်ဆိုတဲ့အမြင်ထိအောင်မင်္ဂနဲ့ဓတနာမင်္ဂနဲ့အမြင် ရှိအောင်ကြိုးစားအထောက်ကြအမြင်ဆိုတာတော့အမတ္တမကျေပြန့်တဲ့အထက်ပဲမြတ်ဗုဒ္ဓဆုံးမ ဟောဖို့ညွှန်ပြထားတဲ့ဒေသနာတော်တွေအတိုင်းမှန်ကန်တဲ့အမြင်တို့ရှင်တော်တွေမှာအထူးသဖြင့်စပေချမ်းကနဲ့မလွတ်တဲ့စပေချမ်းကညွှန်ကြားထားတဲ့အတိုင်းဒီအမြင်တွေရရှိအောင်တပည့်တို့သတိထားပြီးကျင့်ဆောင်ကြရမှာဖြစ်ပါတယ်ဓမ္မထဆိုတာအတိပ္ပယ်မြူးမြူးဖွင့်တော်လဲအခြေခံအဖြစ်ပြောမယ်ဆိုလို့ရှင်ဓမ္မထဆိုတာ ကောင်းမြတ်တဲ့ကိုချင်းတရားပေါ်တို့ဘုရန်တန်ဃာတွေလိုက်နိုင်ရမယ်ဓမ္မဓမ္မဝိနည်းလို့ဆိုတဲ့ဓမ္မလမ်းကြောင်းအတိုင်းယတ္တိတာဒီတဲ့ဆင်မြန်သွားလို့ရှိရင်တော့လောကုတ္တရာတရားရသည်ထီအောင်မတိမ်ဆောင်တဲ့ဓမ္မလမ်းကြောင်းပေါ်မှာယတ္တိနိုင်တာဓမ္မထာသစ္စာဝါဒိနံမူခွဲရတော့သစ္စာဝေဒိနံလို့ရှိတယ် သစ္စာဝရိဏံဆိုတာရဟန်းတော်တစ်ပါးအနေနဲ့အမှန်ကန်ပြောဆိုတတ်ဖို့လောကကြီးမှာအပြောနဲ့ဆက်သွဲတာဖြစ်သည့်အတွက်ကြောင့်မှန်ကန်တဲ့စကားကို ပြောဆိုမှုဟာရဟန်းတော်ရဲ့ဂုဏ်သိက္ခာဖြစ်လို့ပြောဆိုဆက်ဆံတဲ့အခါမှာအမှန်ကန်ပဲပြောမယ်ဆိုတဲ့ခံယူချက်သစ္စာဝေဒိဏံဆိုတာအမှန်တရားကိုသိရှိနားလည်တယ်ဆိုတဲ့ခံယူချက် စ္စာထဲမှာအမောမြတ်ဆုံးဖြစ်တဲ့ထိတ်တန်းအကြဆုံးဖြစ်တဲ့အရိယသစ္စာအရိယပုဂ္ဂိုလ်တို့သိတဲ့ဒုက္ခသမုဒိယနိရောဓမေခလို့ဆိုတဲ့သစ္စာသိရှိအောင်ကြိုးပမ်းအထုနေကြတာဖြစ်လို့အနုဘောဓဆိုတဲ့သင်ယူမှတ်သားထားတဲ့အတိုင်းသိရှိမှုနဲ့ပฏิဝေဒဆိုတဲ့ပညာဖြင့်ထိုးရင်းသိရှိမှုဆိုတဲ့ အနုမောဒဉာဏ်နဲ့ပฏิဝေဒဉာဏ်နှမျိုးဆိုင်အောင်ကြိုးစားအထောက်ကြရမှာဖြစ်ပါတယ်အတ္တနောကမ္မကုပ္ပန္နဒီချက်ကတော့အလွန်ရေးကြီးတဲ့ချက်လို့ထင်ပါတယ်။ဘာကြောင့်လို့ဆိုရင်ဒီနေ့ခေတ်အချို့ချို့သောပုဂ္ဂိုလ်များဟာကိုလိုရမဲ့အလုပ်တဲ့ ပုံလုံးနေတဲ့အလုပ်တွေမှာပါဝင်ဆောင်ရွက်နေကြတာတွေရှိတယ်ပေါ့အဲဒီပါဝင်ဆောင်ရွက်မှုဟာရွှေကျင်ကိုင်းကတပည့်တော်တို့ရဲ့ခြေစူးရှင်ဆရာတော်ကြီးတွေဟာရှောင်လွှဲခဲ့ကြတယ်ပေါ့ကိုယ်နဲ့မပတ်သက်တဲ့မသက်ဆိုင်တဲ့အလုပ်တွေမှာစံကျင်မဲ့မပြုတ်ပဲနဲ့မိမိကိုယ်တိုင်ပါဝင်ဆောင်ရွက်မှုဆိုတာမလုပ်ကြပါဘူး ထူးသဖြင့်ဘုမလင်းလင်းပြောရင်နိုင်ငံရေးကိစ္စတွေတို့အခြားကိစ္စတွေတို့ဒီလိုဟာမျိုးတွေမလုပ်ဖက်နဲ့အတ္တနောကမ္မကိုယ်လုံးလို့ဆိုတာယဟန်တန်ဃာရေဖို့ကိုယ်လုံးဆိုတာတိခတ်သုံးရာအကျင့်မြတ်ကိုဖြစ်ခြင်းရင်းသည်ယဟန်တန်ဃာရေရဲ့အလုပ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့တရားဓမ္မတွေကိုသင်ယူခြင်းသည်ကိုယ်အလုပ်ထိုသင်ယူထားတဲ့အတိုင်းလိုက်နာချက်သုံးခြင်းသည်ကိုယ်အလုပ် ရိယတိနဲ့ပฏิပတိလို့ဆိုရဲဒီလုံးနှလုံးဒီလုံးနှလုံးထဲမှာဘောင်မွေနဲ့အလုတ်ကိုလုံးလို့ရှိရင်ဒီနေ့ခေတ်မှာအပြောင်းအပြက်ပြောစရာဖြစ်လာတယ်ပေါ့နော်အပြောင်းအပြက်ပြောစရာဖြစ်လာတယ်ပရိယတိပฏิပတိပฏิပုတ္တိဆိုတာပါလာတယ်အပြောင်းအပြက်ပြောတဲ့လူတွေရဲ့ပြောင်းလောင်းမှုကိုခံရတတ်တယ်ပေါ့အဲ့ဒါကြောင့်မို့အဓိက ။ဘာပဲဖြစ်ဖြစ်အတုံးချပြီဆိုရင်တမိုးရှိတဲ့ဘက်ကိုအတုံးချဖို့။ခေအားလျော်စွာဖြစ်ပေါ်လာတဲ့ဒီသုံးစရာပစ္စည်းတွေပေါ့ပြောရမယ်ဆိုရင်တက္ကနိုလော်ဂျီနဲ့ပေါ်လာတဲ့အန်တီနီးပညာနဲ့ခဏခစ်တိုးတက်လာတဲ့ပစ္စည်းတွေဥပမာကွန်ပျူတာဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုသုံးချမယ်ဆိုရင်အမတန်အမတန်မိုးရှိသွားတယ်ကွန်ပျူတာရဲ့တန်မိုး လုံးကိုလွယ်ကူသွားတယ်ထုံနှုတ်လေးလာဖို့ရအလုံးကိုလွယ်ကူသွားတယ်စာအုပ်တို့ဖြစ်ဖို့အလုံးလွယ်ကူသွားတယ်အဲ့ဒီဘက်ကိုအသုံးချမယ်တခြား ID နည်းပညာနဲ့ဖြစ်ပေါ်လာတာတွေကိုလည်းပဲသာသနာတော်အတွက်တမိုးရှိတဲ့ဘက်ကနေပြီးအသုံးချသွားမယ်ဆိုလို့ရှိရင်တစ်ဖက်သားတွေရဲ့အပြောင်းအပြည့်ပြောခြင်းခံရမှာမဟုတ်ပါဘူးကိုကိုယ်တိုင်က တန်ဖိုးရှိရှိအသုံးချသွားကြဖို့ဒါလည်းပဲအရေးကြီးတာအတ္တနောကမ္မခုတ်ပါနာကိုယ်အလုပ်ကိုကိုယ်လုပ်ရမယ်ဆိုတဲ့ခံယူချက်လေးမြဲတမ်းစဉ်းကျင်စဉ်းစားပြီးတပည့်တော်တို့ယဟန်ဖြစ်တဲ့နေ့ကကြစွာဆရာတော်ဖရာကြီးဆိုတာရှင်တော်ကတော့ရွှေမျက်မှန်ဆရာတော်ဖရာကြီးလို့ခေါ်တယ်ခုနောက်တူတွေတော့ ကြာဘူးရှင်မလဲကြာဘူးမယ်မိဖို့ဆိုတော့နည်းနည်းဝေးလိုက်တသက်တာကလပလုံဖြစ်တဲ့ငန်းကြီးဝတ်သွားတယ်ဝန်သားလူအမျိုးချစ်အမျိုးကိုထိမ့်သိဆောက်ရှောက်တဲ့စိတ်ဓာတ်ခိုင်မာတဲ့ဆရာတော်ကြီးတပါပဲသာမတ္တမဘောဓုတ္တရဟတဲ့ပေါ့ရှင်မြတ်မှန်ဆရာတော်ဥပိစေရလို့ခေါ်တယ်ကြားဖို့ကြပါလိမ့်မယ်ဒီမှာနော် အဲ့ဒီဆရာတော်ကြီးကရဟန်းခံပွဲမှာသူပါတယ်ပါတော့ဘာကိုပြောသွားတော့ဆိုကနေ့ထိုင်အောင်ကြားရောက်မိနေတာတော့သူဩတာပြီးတာအမြဲတမ်းကိုကိုပါလုံးပဲတခုလှုပ်เสียပြောเสียကျုံလာပြီဆိုလို့ရှိရင်ကိုကိုအရင်စဉ်းစားလိုက်တဲ့ ငါယဟန်ငါယဟန်ဆိုတာလေးကိုအမြဲတမ်းစဉ်းကျင်စဉ်းစားတဲ့။ဘာလို့လို့အာဟာယဟန်ဖြစ်တယ်။တမနာတင်ညာကိုအမြဲတမ်းဆွေးမြေးစွာ ထားရမယ်ပေါ့။ကိုလုံးမဲ့အလုပ်ကိုပြောမဲ့စကားကိုဘဝနဲ့စီလျော်မှုရှိသလားမရှိဘူးလား။အမြဲတမ်းတတိထားပြီးတော့ကိုယ့်ကိုငါယဟန်ငါယဟန်လို့အမြဲတမ်းနှလုံးသွင်းပါလို့အဲ့ဆရာတော်ကြီးဆုံးမတာကိုမှတ်မိတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်ကပေါ့နော်ဆုံးမခဲ့တာအဲ့ဒါလို့ကိုယ်အလုတ်တစ်ခုလုံးကြပြီဆိုတဲ့အခါမှာကိုယ်ကိုယ်တမနာတင်ညာမပြောင်းမှုပါလည်းပဲအမှန်တမ်းအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်ပေါ့ဒါကြောင့်အတ္တနောကမ္မကုပ္ပနံကိုယ်အလုတ်ကိုယ်ကိုယ်လုံးပဲတခြားလုတ်တွေလုတ်ဖို့ကြုံလာလို့ရှိရင်ငါယဟန်းဆိုတာလေးကိုတတိထားပြီးတော့ကိုယ်လုတ်ကိုယ်လုတ်ဖို့ ဒါလည်းတတိထားကြရမှာဖြစ်တယ်။တန်ဇနောကုရုတိပိယံဆိုရတော့အခုပြောခဲ့တဲ့သီလသမ္ပန္နဓာတနာသမ္ပန္နဓမ္မထသစ္စာဝါဒီသစ္စာဝေဒီအတ္တနောကမ္မကုပ္ပါဆိုတဲ့ဒီအချက်လက်တွေ၅မျိုးနဲ့ပြည့်စုံပြီဆိုလို့ရှိရင်တော့တန်ဇနောကုရုတိပိယံ လူတွေကကြီးညိုအောင်လုပ်เสียမလို့လူတွေကြီးညိုအောင်လုပ်เสียမလို့ပဲနဲ့အားလုံးရဲ့ကြီးညိုမှုကိုရရှိမှာပါဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမစကားဟာအလွန်ပဲမှတ်သားဖို့ရအောင်လို့ဒီနေ့အရှင်မြတ်တို့အနေနဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်းတပည့်တော်ကစားအားလုံးလိုက်နာကြရမှာဖြစ်လို့ကိုယ်စီကိုယ်ငှတတိထားပြီးတော့ကြိုးစားလိုက်နာနိုင်ကြပါစေကုန်တည်း Amen. Uh -huh.